ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ Premier League ပွဲနေရာပြေးမှာ5ပိုင်းပတ်သက်မှု100တိရှိသွားခဲ့တဲ့ Saka ။ရေထဲမှာ Harder နဲ့ဖြစ်နေခဲ့တာကသူမအောင်လွမ်းနေစိတ်ကြောင့်ဆိုပေမဲ့ Premier League ပွဲစဉ်ကသူမအောင်တော့အနည်းငယ်များဆိုလိုမေးပြောက်သွားစေခဲ့လို့ဆိုရမှာပါ။ငိုစရာရှိငိုချလိုက်၊ဝမ်းနေစရာရှိဝမ်းနေလိုက်နဲ့ဘဝကိုတောင်းချက်ချပြားချက်ချဖျက်ဆီးနေခဲ့တဲ့လောကကြီးထဲမှာ Premier League ပွဲစဉ်ကလည်းခဏတာတော့အပန်းပြေးသွားစေခဲ့လို့ဆိုရမှာပါ။ ပရီးမီးယားလိဘွဲတင်နေတဲ့ပတ်သက်ရင်မြဲလူလူရင်ခွားလေးရှိတဲ့အရာတစ်ခုကပြန်ဆိုင်မှုတွေပြင်းထန်လေးရှိတဲ့အချက်ချက်ပါပဲဒီနေ့လည်းပရီးမီးယားလိဘွဲတင်နေဟာပြန်ဆိုင်မှုတွေပြင်းထန်သွားဖို့ရှိနေကြတာဖြစ်ပြီးချန်ပီယံဆုတဲ့ဂန်နာရီယာအဓိကရေပန်းအစားဆုံးအသင်းဖြစ်တဲ့ရက်တီလိုနေခဲ့ကြတာဖြစ်ပါတယ်လေဘောက်ကလည်းပုံစံကောင်းနဲ့ပြသနေခဲ့တယ်ဆိုမဲ့သူတို့ရဲ့ခန်းစပိုင်းကပရီးမီးယားလိချန်ပီယံဆုအတွက်အတားအဆီးလိုမျိုးဖြစ်သွားစေနိုင်ပါတယ်အဓိကပြောချင်တဲ့အချက်ကတော့ဂန်နာရီယာတရားသည်ပြင်ဆင်ထားမှုနဲ့အရန်ရာတောင်းတမှုတွေကဂန်နာရီယာချန်ပီယံအိမ်မက်တွေမျောလင်းချက်တွေပို့ပြီးတော့ကြီးထွားလို့သွားစေခဲ့တာပါ ။ဒီအားမှာကန်နာရီကိုရှော့တွက်လို့မရသလိုအာဒီဒါအသင်းဟာနေရာစုံတွက်ကစားသမားမျိုးစုံအပြည့်စုံရှိနေကြတာကိုမြင်တွေ့ထားပါတယ်။တယောက်ကတန်းရာသွားရင်တော့နောက်တစ်ယောက်ကအသင့်ရှိနေကြတာဖြစ်ပြီးအာဒီဒါတို့ကခေါင်းခဲစရာမလိုတဲ့လူစင်းကိုလည်းပိုင်ဆိုင်လုပ်ထားကြတာဖြစ်ပါတယ်။ Football game မှာ Malfa Vice နဲ့ Spoy စုံတို့မှကစားလို့ရပြီးတော့မြန်မာကြီးမြန်မာ application နဲ့ body တပွဲကိုကြက်ဆယ်သိန်းကြီးကစားလို့ရနေပါပြီ။ဒါပြင်မြန်မာကြီးနဲ့ပထမပိုင်းဒုတိယပိုင်းနေပြင် slot game ပေါင်းများသောလည်းကစားလို့ရမှာဖြစ်ပါတယ်။ တောင်မှမကျင်တဲ့သေးဘူးဆိုရင်ဘတ်မန်ဆေးအိတ်မှာလဲကျွဲကိန်းအဖိုးကြီးကိန်းအစားရှိတဲ့ဒိုင်မန်ဂျီစလော့ဂိမ်းပေါင်းများစွာကိုကစားနိုင်တာဖြစ်လို့တရားကိုင်တော့ငွေကြေးယုံကြည်စိတ်ချစွာကစားချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်39 63လုံး03လုံး53လုံးကိုခုပဲဆက်သွယ်လိုက်ပါ Opera တို့တခုတရင်ကောင်းပြောရမယ်ဆိုရင်တော့ Mount Five ရှင်းနဲ့ Spoy Zone တို့မှာဘောလုံးပွဲတွေကိုလည်း Die Live ကြည့်ရှုလို့ရပါပြီပြီးခဲ့ညလည်း Canaria တို့ရဲ့ Champion Chase Wan ကိုပြသသွားခဲ့ကြပြီးတော့တို့တွေရတဲ့ဖြည်းဖြည်းနဲ့မှန်မှန်ရှောက်လန်းနေခဲ့ကြတာကိုမြင်တွေ့ထားရပါလိမ့် သူတို့လိုအပ်တာကသွင်းကိုတချို့နဲ့အနိုင်သုံးမှတ်ဖြစ်ပြီးတော့သွင်းကိုတွေဒလောသွင်းနေရတာနှစ်ကိုးလောက်နဲ့ဆိုရင်လည်းသူတို့အတွက်ကလုံလောက်နေလို့ဖြစ်နေကြတာပါလက်ရှိကန်နာရီရဲ့လူစင်းအာရီဒါနီးစ်နဲ့ဇာမာရီရဲ့အားထုတ်မှုတွေကပြိုင်ပြန်သိမ်းတွေထက်ခေါင်းတုံးသာရနေစေခဲ့တာဖြစ်ပါတယ်ကန်နာရီတွေပြီးခဲ့တဲ့ညကစားခဲ့တဲ့ဟမ်မာရီရာတကယ်ကိုလွယ်ကူလွန်းနေကြတာဖြစ်ပြီးနူရိုဆန်တိုးရဲ့ဟမ်မာရီရာကန်နာရီတွေတော့အရင်ကြီးခက်ခဲနေသလိုမျိုးမရှိတော့မြေတွေထားပါတယ်အာရီမာမတ်တရားဖြစ်သွားစေခဲ့တာကကန်နာရီရဲ့ငွေဦးသီးလေးဘူကောက်စာကနဲ့ ကန်နာရီနဲ့အတူပရီးမီးယားလီဂ်ပွဲနေရာပြေးသွားခဲ့တာပဲဖြစ်ပါတယ်။စာကတော်မှကန်နာရီနဲ့ပရီးမီးယားလီဂ်ပွဲနေရာပြေးမြောက်သွားခဲ့ဖြစ်ပြီးမျက်လုံးထဲမှာတော့စာကာလူငယ်ကစားမလေးတယောက်ဖြစ်နေတာဆက်ပြီးတော့စိတ်ထဲမှာထင်မှတ်နေသေးပါ။ဒါပေမဲ့သူ့ရဲ့ကစားဟန်သူ့ရဲ့အားထုတ်မှုနဲ့သူ့ရဲ့ပါနက်မှုတွေကတော့ဝိုင်းသပိုင်းတယောက်လိုမျိုးနေထွေထားရတာပဲဖြစ်ပါတယ်။စာကာကန်နာရီအတွက်တော့တကယ်ကိုအားထားစရာကစားမတယောက်ဖြစ်ရှိနေခဲ့တာဖြစ်ပြီးအာရီတာအတွက်တော့မရှိမဖြစ်တကယ်ကိုစတာဝိုင်းလေးတယောက်လိုမျိုးဖြစ်နေခဲ့တာပါ။ကိုယ်စွမ်းစာကာကန်နာရီအတွက်ပရီးမီးယားလီဂ်ပွဲနေရာပြေးသွားခဲ့ဖြစ်တယ်လို့သူ့ရဲ့အတွင်းကိုပါဝင်ပတ်သက်မှုကလည်း ရေတွက်တရာထီကိုချီးသွားခဲ့ပြီလည်းဖြစ်ပါတယ်။ပြီးခင်ညကစားခဲ့တဲ့ဟမ်မိုင်းနဲ့ပွဲစဉ်မှာဆိုရင်ကန်နာရီယာတိုင်းစစ်ကိုယော့ဂရက်စာကာနဲ့ထရော့ဆတ်တို့လိုစားမိုင်းနဲ့ပွဲထွက်လာခဲ့တယ်လို့ကွေးလင်မာလေးရိုက်အဇဲနဲ့အိုဒီဂတ်တို့နဲ့ပွဲထွက်ကစားလာခဲ့တာဖြစ်ပါတယ်။ခန်တဲ့ပိုင်းမှာတော့ဆလီဘာဂါဘရီယယ်ကလာဖီယိုရီနဲ့တင်ဘားတို့အသုံးပြုသွားခဲ့ပြီးဂိုးသမားနေရာမှာတော့ရာကိုပဲဆက်လက်ပွဲထွက်စေခဲ့ပါတယ်။ပရိုင်းမိနစ်30မှာအိုဒီဂတ်တောက်တန်းရာသွားခဲ့တဲ့အတွက်သူနေရာမှာဇူမန်နီယာဝင်းအောင်ကစားသွားခဲ့ပါတယ်။ကန်နာရီတို့အဖွဲ့ကိုတော့38မိနစ်မှာဒက်ကလန်ရိုက်ဆာရယူသွားခဲ့ပြီး ဟမ်းမိုင်းအတွက်တော့ဇာမဟောင်းရဲ့သွင်းကိုကိုခွင့်ပြုပေးသွားခဲ့ရတာဖြစ်ပါတယ်။ပထမပိုင်းမှာတကိုးကိုမရှိတဲ့ဂျင်းနက်ခဲ့ရပေမဲ့ဒူလာပိုင်းမှာတော့ကန်နာရီယာနိုင်သေးကြစီမဲ့ဂိုးအတွက်ဖိအားပေးမှုတွေပြုလုပ်ခဲ့ကြတာကြောင့်ဒူလာပိုင်း68မိနစ်မှာတော့ကန်နာရီယာပန်နရီရရှိခဲ့ပြီးဇိုဘာဂိုးတော်စကားအမိုင်းမရှိကန်သွင်းယူခဲ့ကနှစ်ဂိုးပြန့်နဲ့နိုင်ပွဲပေါ်ဆောင်သွားနိုင်ခဲ့ကြပဲဖြစ်ပါတယ်။ဇုံရင်ကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ။